ထိုင်းရွှေကဒီနေ့မှတရားတက်နေစေးပိတ်တော့ပါတယ် ားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျမချင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က7ရက်နေ့6လပိုင်း2020နဲ့5ခုနှစ်ညနေပိုင်းထိုင်းရွှေသေးကတရားတက်ပါတယ်96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲစီဆိုင်ကရောင်းတဲ့ဈေးက9550ဆိုင်ကလက်ခံတဲ့ဈေးက9450လက်ဝင်နာဈေးနှုန်းတွေကဆိုင်ကရောင်းတဲ့ဈေးက9350ကမ္ဘာရွှေတအောင်စာကိုဒေါ်လာ3343နဲ့ထိုင်းရွှေသေးကိုတွက်ထားပါတယ်ဒေါ်လာကိုထိုင်းမှန်ငွေ30.63နဲ့ထိုင်းရွှေသေးကိုတွက်ထားပါတယ်96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က100ရှိပါတယ်လက်က PSC ထိုင်းရွှေခဲတဲ့ဘတ် ာကို9150နဲ့ပေါက်ဈေးရှိနေပါတယ်။ဆိုင်ကလက်ခံနေဈေးကတော့ရာခိုင်နှုန်းပြတ်မပြတ်ပဲဆိုင်က9450ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝင်နာရဲ့လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ2000ထိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထည့်ပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့တိုင်းရွှေလက်ဝင်ရနာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က9ရာခိုင်နှုန်းပြတ်ပြီးတဲ့အပြင်ကို48800ကျော်ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။69.99ရှိတဲ့တိုင်းရွှေခဲကဆိုင်ကရောင်းတဲ့ဈေးက3510ဆိုင်ကလက်ခံတဲ့ဈေးက3496ပဲရှိမှာတော့တိုင်း င်းရွှေဈေးကတက်ဈေးနဲ့ရှိနေပါသေးတယ်။ဒီညမှာတော့ထိုင်းရွှေတပတ်သားကို9950ကနေပြီးတော့9900ထိကျနိုင်တယ်လို့ခန့်မှန်းထားကြပါဗါ။ဒီခန့်မှန်းချက်ကတော့အတိအကျမဟုတ်ပါဘူး။ထိုင်းနိုင်ငံရှိကမ္ဘာရွှေကုန်သည်ကြီးများကခန့်မှန်းထားတဲ့သတင်းဖြစ်ပါတယ်။ဒီညမှာတော့ကြမယ်မကြဘူးဆိုတာတက်မသိတဲ့အတွက်ဒီညစောင့်ကြည့်ရမှာဖြစ်ပါတယ်။ထိုင်းရွှေငွေစည်းတွေကိုမြန်တမ်းတင်ပေးပါရစေ။ထိုင်းရွှေငွေစည်းတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကုကြမ်းမာခြင်းနဲ့ပြည့်စုံပြီးအနည်းငယ်ကင်းလို့ပြီးရှင်းနိုင်ကြပါစေ။